ရားသူကြီးအပြောင်းလဲကြောင်းစစ်ဆေးမှုရန်နာထားတဲ့တာကသကျောင်းသားခေါင်းဆောင်ကိုစရာလွင်ကိုပိုင်ရဲသူနဲ့ကိုနန်းလင်းတို့အမှုကိုဇန်နဝါရီလ12ရက်နေ့ကပြန်လည်စစ်ဆေးခဲ့ပါတယ်။အခုရုံချိန်မှာတရားလိုပပေးတန်းဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစော်လင်းကိုစစ်ဆေးခဲ့ပါတယ်။ပြည်ပုံအခြေခံဥပဒေပြင်ဆင်ပေးဆန္ဒပြမှုကြောင့်ပုံမှန်ကငါခါခွေးနဲ့တရားဆွဲဆိုခံရတဲ့တာကသကျောင်းသားခေါင်းဆောင်တုံးကိုဇန်နဝါရီလ12ရက်နေ့ကပပေးတန်းမြို့နယ်တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပါတယ်။အဲဒီလိုစစ်ဆေးရမှာတရားလိုကတရားရုံးကိုဥတိုက်လျှောက်ထားတဲ့တပ်တွေအထောက်အထားတွေမှာဖန်တီးပြုလို့ရတဲ့အတွက် လက်မခံပေးဖို့ဆက်ဆွဲခံရသူတွေရဲ့ရှေ့နေရှောက်ထားမှုကိုတရားသူကြီးကပယ်ချခဲ့တယ်လို့ဆက်ဆွဲခံရသူတွေရဲ့ရှေ့နေကအခုလိုပြောပါတယ်။မှုဆက်တဲ့အနေထားတော့တကယ်လို့ပြန်ဆက်တယ်။ပြီးတော့တပ်သေးကံဒီတပ်သေးကံတွင်းစရာရှိရင်တွင်းတော့နော်။ကျွန်တော်တို့ဘက်ကလည်းကန့်ကွက်စရာရှိရတော့ကန့်ကွက်တယ်။သို့တော့လည်းတရားရုံးကဟိုဒီတပ်သေးကံပြန်တွင်းတဲ့တပ်ဖွဲ့အဲဒါပေါ်တက်တဲ့ကံကျတော့ကျွန်တော်တို့ဘက်ကကံွက်တယ်ဒါပေမဲ့တရားရုံးကဒီအရုပ်ဆက်တယ်လက်ခံတယ်ပေါ့နော် လက်ခံတယ်ကျွန်တော်တို့ကတော့အဓိကကန့်ကွက်တာကဒီတပ်ပုံတွေကိုဥစော်လင်းကိုယ်တိုင်ကြိုက်တာဟုတ်တယ်ဒီတော့ဒါဒီရိုက်ကူးထားတဲ့ဟိုကိုယ်တိုင်ရိုက်ကူးထားတဲ့လူမဟုတ်တဲ့လူကကန့်ကွက်တာအဲအဲ့အဲ့ဒါကိုတရားရုံးကတော့ဥပဒေရှောင်းလာတဲ့ပါတဲ့တပ်ပုံပြီးတော့ခံတီးလို့အဲခံတီးရအောင်ပေါ်ဆာခံတီးလို့မလုပ်ရတဲ့အင်ဂျင်နီယာလက်ခံနောက်ဒီစာရမ်းမှတ်သားရကျတော့ကျွန်တော်တို့ကတော့ဒီစာရမ်းမှတ်သားရကွန်ပျူတာနဲ့ ခံပြီးလို့ရတယ်လေဟိုကြွေးကြော်တန်းတက်ကန်းစားဆောင်ပန်းဆိုတာအဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကကန့်ဝတ်တာအဲ့ဒါကိုယ်တိုင်ရခဲ့တာပေါ့အဲ့ဒါကြောင့်မို့ကျွန်တော်ကန့်ဝတ်တာအဲ့ဒါတရားရုံးကတော့တရားဟိုစာရမ်းမှတ်တာအခုတိုက်လျှောက်တာနဲ့တက်တင်လာတယ်ပြီးတော့နောက်ခုတိုက်လျှောက်ထားကြမှာလေဒီစာရမ်းမှတ်တာတွေကကြွေးကြော်တန်းပေါ့နော်အဲ့ဒါဒါယူလက်ထည့်ပြီးတော့တိုင်ထားရှိရတယ်လက်ခံဆိုလက်ခံ ဒါအပြင်ဇန်နဝါရီလ12ရက်နေ့ကပပဲတမ်းမြို့နယ်တရားရုံးမှာရုံးထုတ်ချိန်မှာကမာယုမြို့နယ်ရဲစခန်းမှာစကန်မှုဦးသိန်းဟန်က2014ခုနှစ်မက်ချ်လအတွင်းကရန်ကုန်မြို့ဖလဲတမ်းမီပွိုင်အနီးမှာအမျိုးသားပညာရေးဥပဒေကိုဆန္ဒပြခဲ့တဲ့အတွက်တက္ကသကျောင်းသားခေါင်းဆောင်ကိုစရာလွင်နဲ့ကိုထွန်းမင်းခန့်တို့နှစ်ဦးကိုပုံမှန်ဆက်ရှင်နဲ့အမှုဖွင့်ထားတယ်လို့လာရောက်ပြောကြားခဲ့ကြောင်းကိုစရာလွင်ကအခုလိုပြောပါရတယ်။လေမက်လာ30ရက်နေ့လဲကဥထုံးချလန်းသိပါအလို့သားပညာရေးဥပဒေကိုလို့သားလွတ်တော်ကအတည်ပြုတဲ့ ဖြစ်တယ်။ဟုတ်ကဲ့။ညာပြည်တိုင်းမြန်မာပြည်ကိုလေကျွန်တော်ကြောက်တယ်ပထမဆုံးကန့်ကွက်ဆန္ဒကြရယ်ဆန္ဒကြပါဘော။အဲ့ဒါမျိုးသားမျိုးသားလက်တော်အတီးကျူလို့ကျွန်တော်ပထမဆုံးကျွန်တော်ကန့်ကွက်ဆန္ဒကြခဲ့။အဲ့ဒါအဆုံးဆုံးမှာကျွန်တော်တို့ကျောင်းသားတွေမှာပြည်တိုင်းရဲ့ပြည်သူ့ဆောင်ဆောင်မှာအဲ့ဒီနောက်ကိုဇေယျလင်ကလက်ရှိအစိုးရလက်ထက်မှာနိုင်ငံရေးလှုပ်ရှားသူတွေနဲ့တက်ကြွလှုပ်ရှားသူတွေကိုအများဆုံးတရားစစ်ဆုနေတဲ့ပုံမှန်905ခါခွေပုံမှန်၁၈တို့ကိုလာမယ့်လွှတ်တော်အတွင်းမှာပြင်ဆင်သင့်တယ်လို့သုံးသပ်ပြောကြားခဲ့ပါတယ် အဆိုပါအမှုကို6လခန့်စစ်ဆေးပြီးနောက်တရားစွဲဆိုထားတဲ့ကိုနန်းလင်းကိုဖမ်းဆီးရမိတဲ့အတွက်အမှုကိုအစကနေပြန်လည်စစ်ဆေးတာဖြစ်ပါတယ်။အဲ့ဒီအမှုအတွက်တရားလိုအပါအဝင်တရားလိုပြတ်တသိ5ဦးတင်သွင်းထားတယ်လို့သိရပါတယ်။တက္ကသကျောင်းသားခေါင်းဆောင်3ဦးကို2015ခုနှစ်ဇွန်လ30ရက်နေ့ကရန်ကုန်မြို့တင်ကြီးစေးအနီးမှာမြို့တော်ခမ်းမရှိအထိ တထောင်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရေးလွှတ်တော်အတွင်းရှိတပ်မတော်သားကိုယ်စားလှယ်များထွက်သွားပေးရေးဆန္ဒပြခဲ့တဲ့အတွက်ဗဗဲတဲ့မြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးကတရားလိုပြုလုပ်ပြီးပုံမှန်905ခါခွေနဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။